ျွန်တော်တို့ဘောလုံးကိုချစ်တယ်ဆိုတာဒီလိုပွဲမျိုးတွေကြောက်ပါတယ်အားလုံးပဲမင်္ဂလာပါဖူဘောဝါချန်နယ်မှာအဝင်ဆောင်မောင်ပါကျွန်တော်တို့ကနေတိုင်းနေတိုင်းပေါ့နော်ရွေးချယ်မှုတွေစက်တိုက် ပြုလုပ်ရပါတယ်ဒါမင်းညာကကျွန်တော်ဒီပွဲကိုပေါ့နော်ဘာစီလိုနာနဲ့အင်တာမီလန်ရဲ့ဒူးကျော်ပွဲစဉ်ကိုကြည့်မလားမကြည့်ဘူးလားဆိုတဲ့ရွေးချယ်မှုတွေလုပ်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါညာကဒီငလင်သေးစားလေးတစ်ခုလုပ်တဲ့အချိန်မှာကျွန်တော်အိမ်နေနေနိုးလာတယ်နိုးလာတဲ့အချိန်မှာကျွန်တော် ဒီနိုင်ရလဲပေါ့နော်၁၁ဆနစ်လောက်ဖြစ်နေပြီအဲ့တော့ကျွန်တော်တို့ဒါဘောလုံးပွဲကြည့်မလားပေါ့ဘောလုံးပွဲငါကြည့်မလားမနေ့ရောက်ရင်လည်းအလုပ်ရှိသေးတယ်ငါကြည့်မလားဆိုတဲ့အချိန်မှာကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ထိုင်ဆောင်နေဂိမ်းဆောင်ရင်ဆောင်နေဘောလုံးမိုဘိုင်းလေးကြမ်းနေပါလေဆော့ဒီဆောင်ရင်းနေကျွန်တော်တို့ဒါကြောက်ရှိလာတဲ့အချိန်မှာတော့ ျွန်တော်ဆောင်းအောင်ဂျိုနက်ခဲ့တယ်ကျွန်တော်ရွေးချယ်မှုတွေမှန်ကန်ခဲ့တဲ့ပွဲတစ်ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါဒီပွဲလေးအကြောင်းကိုကျွန်တော်နဲ့အတူပြန်လဲခံစားလိုက်အောင်မကြည့်ပြတဲ့ brother တွေလည်းရှိမယ်ကြည့်ပြတဲ့ brother တွေလည်းရှိမယ်ဒါပေမဲ့ကျွန်တော်အမြင်တွေကတော့တယောက်နဲ့တယောက်မတူနိုင်ဘူးပေါ့နော်ဒါတော့ကျွန်တော်ဒီပွဲကိုကြည့်နေရင်လည်းကျွန်တော်မြင်တဲ့အမြင်တွေအကြောင်းကိုပဲကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်လိုက်ပြီးတော့နားထောင်ပြလို့ရပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါပထမပိုင်းပေါ့နော်ဒီပွဲရဲ့တပိုင်းချင်းခွဲပြောရမယ်ဒီပွဲရဲ့တန်ဖိုးအတက်အကျက လုံးဝရုတ်တရက်ကြီးကြီးကြီးထထပြောင်းလဲသွားတာဗျအမှန်တမ်းပြောမယ်ဆိုရင်ပထမပိုင်းမှာဘာစီလိုနာရဲ့ဂိမ်းရဲ့ကွက်ရဲ့ဂိမ်းဖြစ်တဲ့လုံဝရာဖညာဆိုရင်လုံဝခွဲရဲ့ပဲဘာမှရာဖညာစီကဘာမှမလာဘူးကျွန်တော်တို့ဒါ ရှေ့မှာဥဆောင်လာတဲ့ Faran Torres တို့ဘာလို့လဲဘာမှအလုပ်မဖြစ်ဘူးပေါ့နော်ဘာစီလိုနာကဒီမိနစ်90လောက်ထိဒီပထမပိုင်းပြီးတဲ့အချိန်ထိ short on target တစ်ချိန်ပဲရှိခဲ့တဲ့အထိကိုဘာစီလိုနာကဒီပွဲမှာပေါ့နော်ကျွန်တော်တို့ဒါတော်တော်လေးငြိမ်သက်ခဲ့တယ်လို့ပြောလို့ရတယ်ဒီနေရာမှာ Inter Milan Inter Milan ကိုကျွန်တော်အဲ့လောက်မထင်ထားဘူးပေါ့နော်ဒါပေမဲ့ Inter Milan ရဲ့ကစားပုံကအရင်ကြီးကောင်းနေတာလားဆိုတော့မကောင်းဘူး တခုပြောချင်တာကဒီဘာစီလိုနာရဲ့ highline defense ကိုဒီအာဒီမှာလုံးဝဒုက္ခပေးနိုင်ဆုံးအသင်းလို့တော့ကျွန်တော်ပြောလို့ရတယ်ခဏခဏလွတ်ထွက်တယ်အဲဒီတချို့ဘောတွေကျွင်ပေမဲ့ဒါပေမဲ့ Inter Milan ကအကောင်းဆုံးပေါ့နော်ဘာစီလိုနာရဲ့ highline defense ကိုဒုက္ခပေးနိုင်ခဲ့တယ်လို့ပြောလို့ရတယ်အဲ့တော့ပွဲကစားချိန်20မိနစ်မှာလော်တာရိုမာတီနဲ့ဥဆောင်ကိုရတယ်ဒီကိုမှဆိုရင်ဒါဒီမှာကိုရဲ့ quality ပြကျွန်တော်တို့ဒါ ပြောမယ်ဆိုရင်ဒီမှာကိုကခန်းစစ်ကူမှုမှာအားနေတယ်ဆိုရင်တောင်းသူ့ရဲ့ဒီတိုက်စစ်ပိုင်းပေါ့နော်ဒါထီအောင်မှုတွေဒီကစားသမားရဲ့ golden swan ကြီးဖန်တီးမှု swan ကြီး crowbar swan ကြီးကျွန်တော်တို့မြင်ပြီးသားပဲတော်တော်လေးကောင်းနေဒီသူချပစ်လိုက်တဲ့ဘောလုံးလမ်းကြောင်းဒီ temprine လာထွက်သွားတဲ့ဘောလုံးလမ်းကြောင်းကတော်တော်လေးကိုကောင်းတာလုံးဝ barcelona ရဲ့ highland defense ပြက်ကြံနေခဲ့ပြီးတော့အလူကြီးထွက်သွားတယ်ဒါဖရန့်ပြန်ချိုးပေးတာကိုကျွန်တော်တို့ကလော်တာရိုမာတီနက်ကပိတ်သွင်းသွားတာဖြစ်ပါတယ်အဲ့တော့လော်တာရိုမာတီနက်ကဒီနေ့ပွဲမှာပါမယ်မပါဘူးဖြစ်နေရင်ညနေပါလာတယ်ဒိုင်ယာတစ်ဖက်နဲ့ဝင်ကစားတယ်လို့လည်းသိရတယ်ဗောနော်အဲ့တော့ တွန်းကိုရတယ်ဒီနေရာမှာလည်းကျွန်တော်တို့လောကအေးစေးတည်ငြိမ်တဲ့ကွန်မိုရှယ်ဖြစ်တယ်။အာမာတီနက်အနေနဲ့အကောင်းဆုံးအဆုံးသတ်ပြီးတော့အင်တာမီလန်ကိုဥဆောင်စေခဲ့တာဖြစ်ပါတယ်။အဲ့တော့ဘာစီလိုနာကကျွန်တော်တို့ကဂိုးရဖို့မျှော်လင့်ချက်မရှိဘူးပထမပိုင်းကြီးနေကျွန်တော်ခံစားမိတဲ့အရာကဘိုလိုဝဲအင်တာမီလန်တက်သွားပြီမနော်ဘာစီလိုနာဒီပွဲကိုတော့နိုင်မဲ့ပုံမရှိတော့ဘူးဆိုပြီးတော့ကိုခံစားလိုက်ရတယ်။အဲ့လိုခံစားနေရရင်45မိနစ်မှာကျွန်တော်တို့ကချိန်ပုံမှာပနတီတစ်လုံးရတယ်။ အဲ့တော့ dependency အကြောင်းကိုကျွန်တော်တို့ဒါအမှားတွေမှန်နေဆိုတာချက်ကျွန်တော်နည်းနည်းလေးတော့ပြောမှာပေါ့နော်အဲ့တော့ဒီနေရာမှာဒီ Cooper C ရဲ့ Lesman tackle ကတော်တော်လေးတော့ကောင်းနေဒါသူပြစ်လိုက်တဲ့ tackle ကကောင်းနေဒါပေမဲ့ဒီ Martinez ရဲ့ပါနတ်မှုလို့ပဲကျွန်တော်တို့ပြောအောင်ပေါ့နော် Martinez ရဲ့ခြေတော်တဲ့ဘောလုံးတွေကလုံးဝကန့်နေတဲ့အချိန်မှာ Cooper C ထိုးလိုက်တဲ့ tackle ကဘောလုံးကိုမထိပဲနဲ့ Martinez ရဲ့ခြေတော်ကိုသွားထိတဲ့အချိန်မှာဒီ ဘာကကျွန်တော်တို့ဒါ PA ပြန်ကြည့်ပြီးတော့ penalty ဖြစ်ခဲ့တယ်ဗောနော်အငင်းပွားပွဲရတော့အများကြီးမရှိပါဘူးဒီအလုံးကကျွန်တော်တို့ဒါအမှန်တိုင်းပြောရင်ဘောလုံးမထင်ဒီလိုထက်ကယ်တွေရဟန်ဒရက်ပါဆန့် penalty ပဲဗောနော်ဒါကြောင့်ကျွန်တော်တို့ဒါပြစ်တာတော်တော်လေးကောင်းလို့နီကက်တွေပါတယ်မထီတာဗောအဲ့တော့ penalty ပေးရတယ်ဒီ penalty ကိုကျွန်တော်တို့ဒါပုံမှန်ဆိုကျွန်တော်လော်တာရိုမာတီနက်ကံမယ်ထင်ခဲ့ပြီးမယ်ဗောနော်မာတီနက်ကဒီတိုင်းအကြောင်းပြင်ထွက်ရတဲ့အချိန်မှာ ဒီ channel ကိုလူကကန်သွင်းသွားခဲ့တာဖြစ်ပါတယ်အကောင်းဆုံးပဲကျွန်တော်တို့ဒါ sesame ရဲ့ runway ကိုကန်သွင်းပြီးတော့ 2z ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ပထမပိုင်းခံစားရတဲ့ခံစားချက်ဗျာလုံးဝဒီပွဲမှာ barcelona ပိုလူပွဲကိုမတက်တော့ဘူးဆိုတဲ့ခံစားချက်မျိုးရအောင် inter milan ပေါ့နော် inzaghi ရဲ့ inter milan အတင်းရကျွန်တော်တို့ကစားပြခဲ့တယ်အာဒါကျွန်တော်ရဲ့ဒီပထမပိုင်းခံစားချက်ပေါ့နော်အဲ့တော့ဒုတိယပိုင်းအဲကျွန်တော်တို့ဒါ minute 50လောက်ကစားနေရင်းနဲ့ ဘာစီကမထင်မှတ်ဖဲချီပါကိုတကူရတယ်အဲဒီကိုကကျွန်တော်တို့ဒါဒီလုံးဝမထင်မှတ်တာနေရပေါ့နော်ကျွန်တော်ဒါ cross light တဲ့နေဒီ martin ရဲ့ cross line တူရအိုအဲရူကာစီယာကလုံးဝမြေမချပိတ်သွင်းသွားတဲ့အချိန်မှာရန်ဆွမ်းမလဲဘာမှမတက်နိုင်မနဲ့2-1ဖြစ်သွားတယ် ဲ့တော့ကျွန်တော်တို့ဘလုံးပွဲတွေမှာ2-0ဥဆောင်တဲ့အတင်းထက်ပေါ့နော်ကျွန်တော်တို့ဒါ1တကူးပြန်သွင်းလိုက်တဲ့အတင်းကပူပြီးတော့ကျွန်တော်တို့ဒါနိုင်ဖို့အလားအလာများတယ်ဆိုတော့ယူဆချက်တစ်ခုရှိရပြီဒီယူဆချက်ကတော်တော်လေးမှန်ကန်ခဲ့တယ်ခုနကျွန်တော်ပြောတဲ့တန်ဖိုးအနေအမြင်ဆိုတာဘာကာကအဲ့ဒီခဏလေးအတွင်းမှာပဲတန်ဖိုးကလုံးဝကိုတက်လာတာဒီဘာစီလိုနာရဲ့ ဒီကျွန်တော်ရဲ့ခံစားချက်ပေါ့နော်ပထမဆုံးခံစားချက်ကိုပြောင်းလဲပြီးတော့ဟာတော့ပြီဒီပွဲကတော့ဘာစီလိုနာပြန်နိုင်တော့မယ်ဆိုတော့ခံစားချက်မျိုးပြန်ရပြန်ဟောအဲကြောင့်မလို့ဒီပွဲကဘာကြောင့်ကောင်းလဲဆိုတော့ကျွန်တော်အဲ့ဒါကိုပြောချင်တာဗျာဒီခံစားမှုမျိုးစုံပေးတယ်ပထမပိုင်းအင်တာမီလန်ကိုဒီပွဲတက်ပြီးလို့ကျွန်တော်ခံစားခဲ့ရတယ်ဒုတိယပိုင်းမိနစ်90အကျော်ချစ်ပါကိုရပြီးတဲ့အချိန်မှာအင်တာကဖောင်လုံးဝပြတ်သွားတယ်ကျွန်တော်တို့ဒါလုံးဝရှေ့ပင်ဖြစ်လာပြီးတော့သူတို့မှကစားကွက်တယ်ဖို့ဒီဘာစီလိုနာရဲ့တိုက်စစ်တွေကိုဇက်တိုက်ထိုးစစ်ဆင်မှုတွေကို defend ဖို့က နည်းနည်းအချိန်ပြတ်သွားတယ်လို့ပြောလို့ရတယ်ဗျာလုံအောင်ကိုအင်တာမီလန်ကပြိုကျသွားပြီးတော့ဒီတကူရထားတဲ့ဘာစီလိုနာဖီးရင်ဖီးရင်နဲ့ဒုတိယခြေပါကိုရတယ်ဒီကိုဆိုလဲကျွန်တော်တို့ဒါဒီမာတင်ရဲ့ cross လာဒီ cross ကိုလုံအောင်ကျွန်တော်တို့ဒါဒန်နီအိုမိုကကောင်းတိုက်ပြီးတော့ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်ဒီဒီနေရာမှာဒန်နီအိုမိုရဲ့ run ပေါ့နော်ဒန်နီအိုမိုနောက်ကနေကျွန်တော်တို့ဒါပြေးတက်လာတာကတော်တော်လေးကိုကျွန်တော်တို့ဒါအထာကျခဲ့တယ်ဒီမာတင်ကလည်းကျွန်တော်တို့ဒါ cross ကလည်းတော်တော်လေးကောင်းပြီးတော့တူးတူးဖြစ်သွားတယ် အတူတူပြည့်တဲ့အချိန်မှာကျွန်တော်တို့ပြောသလိုပဲခုနဘာစီလိုနာဒီပွဲကိုနိုင်ပြီဘိုလူဝဲဘာစီလိုနာတက်ပြီးအင်တာမီလန်ကိုရောက်လန်ကျွန်တော်တို့မမြင်တော့ဘူးအဲ့လိုမျိုးခံစားခဲ့ရတယ်အဲ့တော့ကျွန်တော်အင်ဇာဂီရဲ့အပိုင်းလာပြီပေါ့နော်လုံအောင်လူစားလဲမှုတွေပြုလုပ်ပါတယ်ဒါကကျွန်တော်တို့ဒါမီပြကောင်တယောက်ရဲ့ပွဲပေါ်ဖတ်နိုင်စွမ်းပါပဲကျွန်တော်တို့ကဘာစီလိုနာကအင်တာမီလန်ကိုဇက်တိုက်ဇက်တိုက်ဆိုသလိုဖိအားပေးနေတဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်မလဲရွေးချယ်တယ်မရှိဘူးပြကျွန်တော်တို့မှာ ဟိုအင်တာမီလန်ကတားပြူကြလာပြီဘက်စတိုနီတို့ပထမပိုင်းမှာကောင်းတယ်ဒီမီခီတာရန်တို့ချန်ဂိုလူတို့ကကျွန်တော်တို့အတက်ကြီးကားမတွေဖြစ်တဲ့အတွက်ဒီအချိန်တစ်ခုရလာတဲ့အချိန်မှာသူတို့ရဲ့ဝါရိတ်က limit ဖြစ်လာပြီဒီ limit ဖြစ်လာတဲ့ဝါရိတ်ကိုဘယ်သူကပေးမလဲဒါမျိုးတစ်ယောက်ကကျွန်တော်တို့က limit ဖြစ်လာတာ ਨੇ ဒီဒီမာကိုဘက်ကဆိုလဲဇက်တိုက်ပေါက်တယ်အဲ့လိုမျိုးတွေဖြစ်လာတဲ့အချိန်မှာလူသားကလဲကိုလဲရတော့မပြမလဲလို့မရတော့ဘူးဒါဟုတ်လဲပီပီရောလဲလို့လည်းမရဘူးအဲ့တော့အင်လာဂီကသူလှုပ်เสียရရှိတာကိုအကောင်ဆုံးလှုပ်သွားတယ်လူသားလဲမှုတွေကျွန်တော်တို့ ပြုလုပ်တယ်ဒီတိုက်စစ်ပိုင်းမှာကျွန်တော်တို့ဒါကစားအားကြလာတယ်တိုင်ယာအကြောင်းကစားနေရတယ်ဒါလော်တာရိုမာတီနက်ကိုထုတ်တယ်ဒီနောက်ထပ်ကျွန်တော်တို့ဒါတိုက်စစ်မှုတူတာရမီဆိုတဲ့တိုက်စစ်မှုတူထည့်တယ်ပြီးတော့ကျွန်တော်တို့ဒါဒီ၃ရောက်တန်းခံစစ်မှာကျွန်တော်တို့ဒါပစ်ချက်ကိုထုတ်ပြီးတော့တာမီယန်ကိုထည့်တယ်ကွင်းလယ်ပိုင်းမှာဆိုလဲကျွန်တော်တို့ဒါ လုံးဝစုံလိုက်ပြောင်းလိုက်တယ်ဗျအဲ့ဒီစုံလိုက်အပြောင်းအလဲကအင်တာမီလန်ကိုဒီပွဲကိုပြန်လာစေခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီဖာဒါစီလာဖာဒါဖာဒါစီလာပေါ့နော်ကျွန်တော်နာမည်မကောင်းမနိုင်ပါဘူးเนาะဒီကစားသမားရေကျွန်တော်တို့ဒါဇယ်လန်စကီရေကိုထည့်လိုက်တဲ့အချိန်မှာဘာရလာရေဒီဖာဒါစီရေဇယ်လန်စကီရေရေကွန်းလေအတွဲကဘာစီလိုနာကိုပြန်ပြီးတော့ရှင်လာနိုင်တယ်ချက်ချင်းတံပိုးပြန်တက်လာတယ်လေကျွန်တော်ပြောချင်တာ ဟိုခုနပြောဘာစီလိုနာဘောလူပွဲတက်ပြီးလို့ခံစားရတဲ့နေရာကနေဒီမိနစ်အပိုင်းချအင်ဇာဂီရဲ့လူစားလဲမှုတွေအပြီးမှာဟာအင်တာကတော့ဒီပွဲမရှုံးသေးဘူးဆိုတော့ ခံစားချက်မျိုးပြန်ရပြန်ဟောအဲ့တော့ကျွန်တော်တို့ဒါအင်တာမီလန်ကလူစားလမ်းမှုမှန်ကန်စွာနဲ့ပဲကျွန်တော်တို့ဒါကစားနေရင်းကနေမထင်မှတ်ပဲဘာစီလိုနာကဥဆောင်ကိုရတယ်ဒီဥဆောင်ကိုကရော့ဖင်ညာရဲ့ကျွန်တော်တို့ဒါတပွဲလုံး quiet ဖြစ်နေရင်းကနေကျွန်တော်တို့ကန်တဲ့အချိန်မှာတမ်းဆွမ်းမတစ်ချက်ပုတ်လိုက်တယ်ပြန်ထွက်လာတာဟောနောက်ထပ်တစ်ချိန်ကန်သွားတယ်တော်တော်လေးကောင်းပါတယ်ကျွန်တော်တို့ဒါသူလည်း volley ကန်ချက်ပဲဒီမကြဘဲနဲ့တောင်းနေကိုကျွန်တော်တို့တန်းဝင်သွားတဲ့အချိန်မှာပွဲက89မိနစ်မှာတွင်းတာဖြစ်တဲ့အတွက်ပြီးပြီလို့ကျွန်တော်တို့ယူဆလိုက်တယ်သွားပြီပေါ့နော်အင်တာမီလန်တော့ အကောင်းဆုံးကြိုးစားခဲ့ပြီမယ်ဒီပွဲကတော့ပြီးပြီလို့ထင်တယ်အဲ့တော့ကျွန်တော်တို့ဒါတော့ဒီပွဲပြီးပြီလို့ထင်တဲ့အချိန်မှာပဲဒီချိန်ဘိုးပေါ့နော်အချိန်ဘိုးမိနစ်တွေမှာအင်တာမီလန်ကချီပါကိုရှားခဲ့တာ ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာချီပါကူသွင်းတဲ့တော့ဗောနော်ကျွန်တော်တိုက်စစ်မူကြီးကသူရဲ့ကျွန်တော်တို့ဒါချန်ပီယံလိပထမဆုံးသွင်းကိုအသက်ကလည်း38နှစ်ရှိပြီဗောနော်လုံးဝသူ့အတွက်အမတ်ရစရာကောင်းတဲ့ပွဲတစ်ပွဲကိုပိုင်ဆိုင်ခဲ့တယ် SSB ဆိုတဲ့ကျွန်တော်တို့ဒါတိုက်စစ်မူဗောနော်အသက်က38နှစ်ရှိပြီသူကိုယ်တိုင်လည်းသွင်းကိုရယူပြီးတဲ့ချိန်မှာရန်ကုန်ပျော်ရွှင်ပြီးတော့ကျွန်တော်တို့ဒါအင်ဂျီပါလိချွတ်ပြီးအောင်ပွဲခံခဲ့တဲ့အနေအထားအထိကိုကျွန်တော်တို့ဒါရှိခဲ့တာဖြစ်ပါတယ်ဒီအလုံးမှာဆိုရင်ကျွန်တော်တို့ဒါနောက်ထပ် damn prime quality ပဲဗျာအဲ့တော့ ဒီဘက်မှာ dump fry ကနှစ်ဘူးဖန်တယ်တော်တော်လေးကျွန်တော်တို့ကောင်းတယ်ပါကြော့မှာလည်း ဘာစီလိုနာကိုနှစ်ကိုးထိတွင်ပြီးဒုက္ခပေးရတယ်လို့ဒူးကြော့မှာလည်းဒီတမ်ဖရိုင်းကတော်တော်လေးကိုကောင်းတယ်ဒီပါဘက်နာသွားတာတော့ကျွန်တော်တို့ဂျေဇူးတင်ရမယ်ပုံစံပဲဗျာအဲ့တော့ပါဘက်ဆိုရင်တော့တမ်ဖရိုင်းလောက်အဖက်ထွက်ချင်မှထွက်မယ်ဒီနေတော့ဒါကဒိုင်ယာပြဿနာအကြောင်းဒီရဒီမှာတိတ်မမြင်ရပြီမဲ့ဒီမနစ်ကရာဒီမှာတော်တော်လေးဟောခဲ့တယ်ကစားသမားအခုဒီပွဲမှာဆိုလဲတော်တော်လေးကောင်းတယ်ရန်ဆွမ်းပြီးရင်သူကပွဲရဲ့အကောင်းဆုံးကစားသမားတွေတည်းကတယောက်လို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့မတင်မှာပဲ3 3ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ဒါပွဲကဘယ်လန့်ဖြစ်သွားပြီ50 50အနေထားကိုပြန်ရောက်သွားတယ် အဲ့လိုနဲ့ကျွန်တော်တို့ကအချိန်ပိုကန်တဲ့အချိန်ပါပဲဘာစီလိုနာကလူစားလဲမှုတွေလုပ်တယ်ဂါစီယာကိုထုတ်ပြီးတော့ကျွန်တော်တို့ကဖော့တိုပါတို့ထဲ့တယ်အမ်လုံးဝဘယ်လိုပြောမလဲဘာစီလိုနာမှလည်းအများကြီးပြောင်းလဲလုပ်เสียရတော့မရှိဘူးပေါ့ဒီနေရာမှာဘာစီလိုနာရဲ့ squad တက်ကလည်းအများကြီးကားပြောသွားတယ်လို့ကျွန်တော်ထင်တယ်ဒီ Conte တို့ကျွန်တော်တို့က play တို့ပေါ့နော်ကျွန်တော် play တို့ play တို့မပါတဲ့အချိန်မှာဘာစီလိုနာရဲ့ဒီညာချမ်းခံစီပဲချမ်းခံစီကဒီအစွန်ကသားသမားတွေကအတွေ့အကြုံနေတယ်ကောင်းတယ်ဆိုပေမဲ့ပေါ့နော်ကျွန်တော်တို့ကတကယ်တကယ်ဒီ play တို့ ွင့်တေးတို့လောက်တော့ဒီ Hansi Flick ရဲ့ system မှာအများကြီးဒီအံကွန်ကြဖြစ်တယ်လို့မခံစားရဘူးဒီနေ့ပွဲမှာလည်းဘာစီလိုနာရဲ့ဒီဘယ်မာတီနက်ပေါ့နော်ဒါဒီခံစီကတာမှာဘုတ်ခံစီကတာမှာသူ့ကိုလူစားလဲလိုက်တာလေကျွန်တော်ကတော့မားတယ်လို့ယူဆတယ်ဗျသူ့ကိုလူစားလဲလိုက်လို့ကျွန်တော်တို့ဒီဘာစီလိုနာရဲ့ဗောနော်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲဟိုဂိမ်းရဗောနော်ပြောင်းမြန်လန်ဝါတယ်ဗျာပြောလို့ရတယ်ဒီအာရူဂျိုဝင်လာတယ်ဗျအာရူဂျိုကြောင့် ျွန်တော်တို့ဒါအာရူဂျိုကျွန်တော်ဒီ personal plane တော့မဟုတ်ဘူးဗျာဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်အာရူဂျိုလုံးဝအာရူဂျိုရဲ့စွမ်းဆောင်ရုံမကြိုက်ဘူးသူဝင်လာတဲ့အချိန်မှာဒီမာတီနက်လောက်သူမစွမ်းဆောင်နိုင်ဘူးမာတီနက်ရှိတုန်းကအင်တာမီလန်ရဲ့ဒီတချို့ movement นี่มาร์ตินက်ကပို့ပြီးတော့ aggressive ဖြစ်တယ်အာရူဂျိုထက်ပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့ဒါထိရအောင်ကစားနိုင်လူတက်ကယ်တစ်ခုပြစ်ပြီးတော့အဝါရရပါတဲ့အချိန်မှာဒါ န်စီဖလစ်ကထုတ်လိုက်တယ်သူ highlight တစ်ဖက်ကစားနေတဲ့အချိန်မှာအနီးလေးပါလေးဖြစ်သွားမှာဆိုလို့ပေါ့နော်အာရူဂျိုထဲလိုက်တဲ့အချိန်မှာဒီတတရခြေပါကူပေးရတဲ့အချိန်မှာပေါ့နော် ဒီအာရူဂျိုရဲ့လူကကစားပုံကတော်တော်လေးညံ့နေအသက်39နှစ်အရွယ်ကစားသမားကိုနောက်ကနေကတ်နေတာဖြစ်ပြီးတော့တကယ်တမ်းလူလူကျွကျွပိတ်ခွင့်ပေးလိုက်ရတယ်ဒါအာရူဂျိုရဲ့လိုအပ်ချက်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်တို့ဒါအာရူဂျိုဝင်လာတဲ့ခံစစ်ပိုင်းကဒီငိမ့်မှုအားနည်းလာပြီးတော့တော်တော်လေးကျွန်တော်တို့ဒါဘာစီလိုနာကအရှိပင်ဖြစ်လာတယ်အဲ့တော့မထင်မှာပဲအင်တာမီလန်ကဂိမ်းကိုပို့ပြီးတော့ကျွန်တော်တို့ဒါ industry ကောင်းကောင်းနဲ့ aggressive ဖြစ်ဖြစ်ကစားလာတယ်တန်ပိုပူပြီးတော့မြင့်လာတဲ့အချိန်မှာ69မိနစ်မှာပေါ့နော်အချိန်မှာ69မိနစ်မှာကျွန်တော်တို့ဒါအင်တာမီလန်ဥဆောင်ကိုရတယ်ဒီဥဆောင်ကို ို့တော့ကျွန်တော်တို့ဒါဒီ father C ကတော်တော်လေးကောင်းတဲ့ကံကြမ်းနဲ့ကံသွသွားတာဖြစ်ပါလေအဲ့တော့ဒီအလုံးစုလည်းအမှန်တိုင်းပြောရင်ပေါ့နော်ကျွန်တော်တို့ဒါဒီဘက်ကနေတူရန်လားမသိဘူးခေါ့တူရန်တူရန်ထွက်လာရဲ့အချိန်မှာအဲ့တူရန်ကိုလိုက်ပလောတာကအာရူဂျိုအာရူဂျိုအနေနဲ့ဒီ cross ကိုထွက်လာတဲ့အကြောင်းမရှိဘူးဗျာအမှန်တိုင်းပြောဒီ cross ကိုကျွန်တော်တို့ဒါထွက်လာတဲ့အကြောင်းမရှိဘူးသူရောက်အောင်ကျွန်တော်တို့ဒါ light ပိတ်နိုင်အောင်ဒါပေမဲ့သူမပိတ်နိုင်တဲ့အချိန်မှာဒီဘက် ကိုတူရန် cross လိုက်တယ်ဒါကိုကျွန်တော်တို့ဒါတိုက်စစ်မှုဖြစ်တဲ့တာရောမီယာလိုက်တင်ချပေးတာကို Fredda C ကတစ်ချက်ဖိမ့်ပြီးတော့ဒီ Chesney ရဲ့တောင်းတွေကိုအကောင်းဆုံးကန်သွင်းသွားတယ်အဲ့တော့ကျွန်တော်တို့လည်း Inter Milan 4-3ဖြစ်သွားပြီးတော့နောက်ပိုင်းပွဲချိန်ဒီမှာကိုမရပါနဲ့ဒီ4-3နဲ့ပဲပြီးသွားတယ်အဲ့တော့ခုနပြောသလိုဒီပွဲချိန် moment အတွင်းမှာကျွန်တော်နောက်ထပ်ပြောရမယ်ထောက်ပြရမယ်တစ်ချက်ကလမိုင်းရမယ်ပါအသက်16နှစ်အရွယ်ကစားသမားလေးကဒီလိုအဆင့်တန်းဒီလိုပြိုင်ပွဲမျိုးဒီလိုချိန်မျိုးမှာဒီလောက်စွမ်းဆောင်မှုပြထားတာဗျာကျွန်တော်တို့ဒါ ဟိုဘယ်လိုပြောမလဲကျွန်တော်တို့တက်တန်းနေဆုပ်ယုပ်လာလို့လာတော့မတည်ဘူးပေါ့နော်18မိနစ်နဲ့ကျွန်တော်တို့ဒါ professional ကစားသမား prime time ကိုရောက်နေတာကြီးကတော့တော်တော်လေးလွန်တယ်သူရဲ့ personality ဒါအများကြီးပြောစရာမရှိဘူးလမိုင်းရမယ်နေပုံထိုင်ပုံချပြီးပြင်ပါလောက ဒီအကြည့်ရအောင်ကျွန်တော်တို့ဒီဘလို့မြင်မဲ့ကြည့်ကြည့်ပြလမိုင်းရမယ်ကျွန်တော်တို့မုံလို့မရတဲ့ထင်မှာတော့ပါတယ်အာဒီကျွန်တော်တို့ဘာစီလိုနာပြိတ္တမဟုတ်ဘူးဒါပေမဲ့လမိုင်းရမယ်လို့ကျွန်တော်တို့ကြိုက်တယ်ဒါအလုံးမျိုးမိုးလင်းလေးပြောတာမလားဒီကစားသမားတကယ်ကောင်းတယ်ညာအပွဲမှာဆိုလဲဂိုးကန်ခေခဲ့တယ်သူရဲ့ကန်ချက်တွေတော်တော်များများကိုဒါဆွမ်းမာတော်တော်လေးကိုလက်ဆွမ်းပြပြီးတော့ဘလော့သွားတယ်ဒီဘာစီလိုနာရဲ့အပိုင်အလုံးဖြစ်တဲ့အဲရစ်ဂါစီယာရဲ့ကန်ချက်ပြအိုင်လုံးဆိုကျွန်တော်ဂိုးပြီလို့ကိုထင်တာဒီတမ်ပြတိုက်စစ်ကနေရလာတဲ့အလုံးကိုလုံးဝဘာစီလိုနာအနေနဲ့ဂိမ်းခီမူမန့်ရမယ်အလုံးနေပေါ့နော်ဒီအလုံး 3မျိုးဆွန်မှရှေ့သွားတယ်ဒါ32ဖြစ်နေတဲ့အချိန်မှာဒီ42ဖြစ်စီမဲ့အလုံး24ဖြစ်စီမဲ့အလုံးကိုကျွန်တော်တို့ဒါကြာမဲကန်တဲ့အချိန်မှာတိုင်ဘာမှန်ပြီးပြန်ထွက်တိုင်မှန်ပြီးပြန်ထွက်လာတာရှိတယ်အဲ့တော့ဘာစီလိုနာကန်ခေခဲ့တာလည်းပါမယ်ဒါပေမဲ့သူတို့ရဲ့ကျွန်တော်တို့ဒါအကျိုးသားအထောက်မှု လုံလောက်ခဲ့ဘူးလို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်ရှုံးပြီဆိုမှတော့ကျွန်တော်တို့ဒါတခုခုလိုအဲ့လိုပဲရှုံးတာကန်တရားပဲဒီအကုန်လုံး100%ပုံချလို့မရဘူးပေါ့နော်ကျွန်တော်ထင်တော့ဘာစီလိုနာရဲ့ squad တက်ကဒီညမှာစကားပြောခဲ့တယ် has the play ရဲ့ကျွန်တော်တို့ဒါ3 2ဖြစ်နေတဲ့အချိန်မှာအကောင်းမှပြီးတော့ခံစင်မကစားခဲ့တဲ့ moment ကြီးကြောင့်လဲ ပါတယ်နီးပြားရဲ့လိုအပ်ချက်လည်းပါတယ်လို့ကျွန်တော်ကယူဆပါတယ်ဘာဖြစ်လို့လဲဆိုရင်ဟန်စီဖလစ်နေနဲ့နောက်တန်း၅ရောက်ပေါ့နော်ခရစ်စတီယန်ဆန်ကိုထည့်ပြီးတော့ကစားခဲ့တဲ့အချိန်မှာပုံမှန်အတိုင်းပဲသူထိမ့်ဖို့ကြိုးစားခဲ့တယ်ဒါအင်တာမီလန်ရဲ့မထင်မှတ်တဲ့တုံ့ပြန်မှုကိုခံလိုက်ရပြီးတော့ပွဲကချိန်ခွင်ချာပြောင်းသွားတယ်အင်တာမီလန်ကနောက်တစ်ဆင့်ကိုတက်သွားခဲ့တာဖြစ်ပါတယ်ရာမဲအတွက်တော့တကယ်ကိုစိတ်မကောင်းတယ်လို့ရာဖီညာရဲ့ရှုပ်ဘောလုံးစုအိမ်မက်အတွက်လည်းကျွန်တော်စိတ်မကောင်းပါဘူးအင်တာမီလန်ကတော့အမှန်ကန်ထိုက်ထိုက်တန်တန်သူတို့ရဲ့ကြိုးစားအထောက်မှုအိမ်ကွင်းပြိသက်တွေရှေ့မှာလုံးဝဒီ aggressive ဖြစ်ဖြစ်စိတ်သက်အားကောင်း င်းကောင်းနဲ့ကျွန်တော်တို့ဒါနောက်တစ်ဆင့်ဝတ်တလန်းသွားခဲ့တာဖြစ်ပါတယ်ဘိုလ်လူပွဲမှာတော့ PSG နဲ့ Arsenal ကတက်လာတဲ့အတင်းနဲ့ရင်ဆိုင်ရမှာပါအဲ့တော့ ခုနပြောသလိုပဲဘာစီလိုနာအနေနဲ့ဒီယာဒီမှာတော်တော်လေးကောင်းတဲ့အသင်းပါဒါပေမဲ့အင်တာမီလန်ရဲ့ကြိုးစားအထောက်အမှုကိုတော့ကျွန်တော်တို့မကြော်နိုင်ခဲ့ပါဘူးပွဲကောင်းတစ်ပွဲကိုခံစားခဲ့ရပြီးတော့ကျွန်တော်တို့ဒါဒီယာဒီကြီးခဲ့တဲ့ပွဲတွေကအကောင်းဆုံးပွဲလို့တော့ကျွန်တော်တို့ပြောလို့ရတယ်အရန်ကိုကောင်းပါတယ်ကျွန်တော်တို့ဒါဘောလုံးရတာအပြေးအဝပေးခဲ့ပြီးတော့ကျွန်တော်တို့ဒါအချိန်ပိုကျွန်တော်မတိုင်းပြောရင်အချိန်ပိုမှာဘာစီလိုနာဂိုးပြန်သွင်းပြီးပနတီကန်စီချင်တာဗျအဲ့လိုမျိုးအထီးကိုမျောလင်းခဲ့ရတယ် ွဲပါဘာသာတို့ဘောဒီပွဲပေါ်ဘလို့မြင်လဲကျွန်တော်တို့ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ပြီးလို့လည်းလိုက်ကန်ဖော်လို့လုပ်ခဲ့ပါအောင်ကျေးဇူးများအစ်တင်ပါတယ်ကိုလည်းပါ